မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာ တင်ပြပေးမှာကတော့ဝိဇာတူတွေဘယ်မှာနေတယ်လဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်အမည်မသိဆရာတယောက်ရဲ့ရေးသားချက်များကိုအခြေခံပြီးအနှဲငယ်ဖြည့်ဆွတ်တင်ပြပေးမှာဖြစ်ပါတယ်ဝိဇာတူဖြစ်သွားတဲ့အခါလူပီလူရွာမှာပဲတာမန်လူတွေနေတယ်လို့နေရင်အာယုတတန်လူတို့မရှိနိုင်တယ်လို့လူတွေရဲ့တကိုးရှင်ကိုကိုွယ်လူတွေစိတ်ထားအရနေဖို့အဆင်မပြေပါဘူး ဥတုကာလဒေတာမတူညီတဲ့နေရာမှာနေမှအသက်ကိုပိုရှည်စေပါတယ်။အဲ့ဒါမှဝိဇာတို့တွေဟာမိမိတက်တန်းကို တရာကနေတထောင် တထောင်ကနေတထောင်ထိ ရှည်နိုင်ပါတော့တယ်။နတ်ဥတုရတဲ့ဒေတာလို့ဆိုနိုင်ပါတယ်။ထိုနတ်ဥတုရတဲ့ဒေတာတွေဟာဝိဇာတို့လိုနေထိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ထိုနတ်ဥတုရတဲ့ဒေတာမှာအနေကြလေဝိဇာတို့အယုတ်ဖြစ်နေသောမိမိခန္ဓာကြီးကိုလည်းတဖြည်းဖြည်းချင်းဥတုကပြုပြင်လာတယ်။ အာယုတ္တံဆွဲဆန့်ခြင်းအကြောင်းတရားကိုနှစ်ဆဖြစ်လာစေပါတယ်။ဝိဇာတို့တွေဟာအာယုတ္တံကိုဘလို့ဆွဲဆန့်တယ်လဲဆိုရင် လူယုတ်လူခန္ဓာကနေဝိဇာတို့ယုတ်ဖြစ်ပြောင်းလဲဖို့အတွက်ဖိုးဝင်ထုံကူးခြင်းပြုလုပ်ကြပါတယ်။ထုံကူးတဲ့အခါယုတ်ပြောင်းမှဝိဇာတို့ဖြစ်ပါတယ်။ဝိဇာတို့အစင်းဟာလည်းလူအစင်းနဲ့မတူညီပဲခြားနာပါတယ်။တရားဝိဇာတို့အစင်းဟာပြတ်သားရောင်ကင်းနေတဲ့ကဲ့သို့ရှိပါတယ်။ ဂါထာဝိစာတို့ဟာ ရွှေရောင်ဆင်းဝင်းနေနှက်ခမ်းနေတယ်မျက်လုံးတောက်ပါတယ်တည်ငြိမ်နေအင်းဝိစာတို့ဟာဘောရောင်ပြလဲလဲအစင်းရှိပါတယ်စီရင်မှုကိစ္စပြီးမြောက်တဲ့အင်းတို့ဟာငွေမုံကျဲတကဲ့သို့ရင်ပတ်ဥကောင်းငယ်ထိတ်ကြောစသည်တို့မှပေါ်ပါတယ်တကိုးကြီးတဲ့အင်းဝိစာတို့ရဲ့အင်းတို့မှာ ရင်ပတ်နိုင်ဖြစ်စေဥကောင်းငယ်တိမ်နိုင်ဖြစ်စေပေါ်ပါတယ် အတက်အလွန်ရှိတဲ့ဝိဇ္ဇာတို့တို့ဟာအမွေးမင်တွေလည်းလွန်စွာရှိလျားကြပါတယ်။အမွေးမင်တွေဖုံးထားသလိုရှိကြပါတယ်။ဒီလိုရုပ်ပြောင်းထုံကူးမှသာခန္ဓာရုပ်ပြောင်းပြီးအာယုတတန်ရှိနိုင်ပါမယ်။ဒီလိုအာယုတတန်ကိုဆွဲဆန့်တဲ့အခါအသက်ထောင်တောင်းရှိစေပါれခန္ဓာမှာလည်းလူခန္ဓာနဲ့မတူတော့တာကြောင့်နတ်ဥတုရတဲ့နေရာများဖြစ်တဲ့မော်တင်ယိုးမမှာရှိတဲ့ဝိဇာတို့ဌာနီအလုံးကြီး ဝိဆာတို့ဌာနီပင်လုံးပြီးအယာဝရီမြည်ရအောက်မှာရှိနေတဲ့ဝိဆာပြီးကြိုက်ထီးရိုးစီတီတောင်တော်ဇင်းကြိုက်တောင်မဟာမြိုင်တော်ရှမ်ဘဲလာ အနောတက်အိုင်စသည်တို့မှနေထိုင်ကြပါတယ်မြန်မာနိုင်ငံကသာမကကပ္ပနေရအနှံ့ပြားကဝိဆာများပါတွားရောက်ပြီးပညာထက်မှန်တင်ကြားကြတဲ့နေရာတစ်ခုအကြောင်းကိုကျွန်တော် channel မှာဝင်ရောက်လေ့လာနိုင်ပါတယ် ဒါဟာလူဝိဇာတို့နေထိုင်ကြတဲ့နေရာများဖြစ်ပါတယ်။တချို့ဝိဇာတို့ဇော်ကြီးလို့မှရုပ်ကစိုးတို့ကဲ့သို့ညောင်မင်းများမှဝိဇာတို့ပြိမှန်ဆောက်ပြီးနေကြပါတယ်။ဘလူးစင်ကဲ့သို့ရှိတဲ့ရက်ခိုက်ဝိဇာတို့မျိုးတွေလည်းရှိပါသေးတယ်။ညာလက်နဲ့တန်လျက်ကင်ပြီးထန်းထားပါတယ်။ဒီလိုနှစ်ဝိဇာတို့ရက်ခိုက်ဝိဇာတို့မျိုးတွေဟာဘုံမဆိုးနဲ့တောင်ဆောင်နှစ်တို့ကဲ့သို့နေထိုင်ကြပါတယ်။နှစ်တစ်ပိုင်းဝိဇာတို့တစ်ပိုင်းတွေဖြစ်ကြပါတယ်။တချို့သော နဝိဇာတူတွေဟာမဟာအိန္ဒတရားမင်းရဲ့အမိန့်တော်နဲ့အညီတိုက်ချုပ်ရာဒူးနဲ့နေထိုင်ကြရပါတယ်။ဒါကြောင့်တိုက်ချုပ်ဟာနဝိဇာတူမျိုးလိုမှတ်ယူလို့ရပါတယ်။တချို့သော တကိုးကြီးဝိဇာတူတို့ဟာနတ်ပီတီသွားလာနေထိုင်ကြပါတယ်။ဒီလိုနတ်ဥတုရတဲ့နေရာမှာ နေထိုင်မှသာလျှင် အသက်ထောင်မှတောင်းဖြစ်စေပါတယ်။ဝိဇာရီပါစားတယ်လဲဆိုရင် လူတွေစားတဲ့အစာအစာစားပါလေရဖန်ရန်ခါမှာမစားမတော့ပဲ အဟာရအတိတ်အစွမ်းနဲ့တလတန်သည်နလတန်သည်အိတ်ဆက်ပြီးနန်ခွာ၍နေတတ်ပါလေရကန်းစင်တောင်ဆရာတော်ကြီးဟာသူတပည့်တကာများရဲ့အိမ်မှာသူအိတ်နေရင်မလို့ဖို့မှကြာပြီးလာနဲ့ချီကြအောင်အိတ်ဆက်၍နန်ခွာပြီးနေလေးရှိပါတယ်ဤတွင်ဝိဇ္ဇာတို့တွေပဲမှာနေတယ်လဲဆိုတဲ့အကြောင်းအရာကိုတင်ပြလို့ပြီးပါပြီ နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ့်ဘဟုတုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါဦးအသစ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါဦးကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ